မင်္ဂလာပါခင်ဗျရှမုံခစ်တက်ကနေနေ့နေ့လေးကင်းဒရင်တွေကိုတင်ဆက်ပေးပါမယ်။ခရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ကအချက်ဖက်စစ်ကောင်စီရဲ့တက်စကန်တွေကိုကိုဗစ်ကူတင်ပိုက်လာတဲ့ KNL ပူပေါင်းတပ်တွေဟာဒီကနေ့မေလ30ရက်နေ့မနက်ပိုင်းမှာပဲနောက်ထပ်ထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီရဲ့ဗရင်အောင်တက်စကန်ကူပါနိုင်ပိုင်းအတွင်းမှာပဲအပိတ်တင်ပိုက်လိုက်ပြန်ပြီဆိုပါလေ။မွန်ပြည်နယ်မော်လမြိုင်မြို့မှာပြည်သူပိုင်းနေအိမ်600ဝန်းကျင်ကိုအချက်ဖက်စစ်ကောင်စီကမတရားဖျက်သိမ်းပြီးအကောင့်ထည့်ဖော်နေတဲ့ လှိုင်းရဲနာမျိုးကွက်တစ်စီမံကိန်းကိုသူတို့လုပ်မဲ့ရွေးကောက်ပွဲအပြီးအစိုးရအပြောင်းလဲဖြစ်အောင်ဆိုပြီးစစ်ကောင်စီလက်အောက်ခံမုံဝင်ကြီးချုပ်နဲ့နယ်လုံးဝင်ကြီးတို့ကလေလံတင်တွန်းရောက်နေကြတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကတဲ့နေ့ကိုတင်ဆက်ပေးပါမယ်အခုပြပါစုံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်ကအချက်ဖက်စစ်ကောင်စီရဲ့တက်စကန်တွေကိုတစ်ခုပြီးတစ်ခုတင်ပိုက်လာနေတဲ့ကန်နလီပူပေါင်းတပ်တွေဟာ ဒီကနေ့မေလ30ရက်နေ့မနက်ပိုင်းမှာပဲနောက်ထပ်ထိုင်းမြန်မာနေဆက်ကစစ်ကောင်စီရဲ့ဗရင်အောင်တက်စကန်ကိုပါနိုင်ပိုင်းအတွင်းမှာပဲအပိတသိမ့်ပိုက်လိုက်ပြန်ပြီလို့ KNL သတင်းရင်းမြစ်ကပြောထားသလိုထိုင်းသတင်းတွင်မှာလည်းဖော်ပြထားကြပါတယ်ဒါကတော့ဒီကနေ့မေလ30ရက်နေ့မနက်အစောပိုင်း6နာရီလောက်ကစပြီး ဂင်းပြည်နယ်ထိုင်းမှာနေစကမြောက်ရီမြို့နယ်မှာရှိတဲ့အမြင့်ဆုံးတောင်ကုန်းပေါ်မှာတည်ရှိရာစစ်ကောင်စီရဲ့ဗရင်တောင်စစ်တပ်စခန်းကုန်းကို GNL ပူပေါင်းတပ်တွေကစတင်တိုက်ခိုက်ရမှာနာရီပိုင်းအတွင်းမှာပဲစခန်းတစ်ခုလုံးကိုအပိတ်သက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပါလေအဲ့ဒီဗရင်တောင်စစ်တပ်စခန်းကုန်းဟာအယံမြင့်တဲ့အတွက်တော်ယုံတပ်သိမ်းဖို့မလွယ်တဲ့စစ်ကောင်စီတပ်စခန်းဖြစ်ပြီး အဲ့လိုစခန်းကိုတော့ KNL ပူပေါင်းတက်တွေက나ယီပိုက်အတွင်းမှာပဲအပိတ်တိမ့်ပိုက်လိုက်တာဖြစ်တယ်လို့စစ်ကောင်စီတပ်သားတချို့လည်းစခန်းကနေအကုန်ဆင်းပြေးကြတဲ့အကြောင်းကိုပါတိထားရတယ်လို့ KNL သတင်းရင်းမြစ်ကပြောထားတယ်လို့ထိုင်းသတင်းတွင်မှာလည်းဖော်ပြထားကြပါတယ်လက်ရှိမှာတော့အဲ့ဒီထိုင်းပြည်မှာနေဆက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုတော်လိုင်းတက်တွေကကိုဗစ်ခုတောက်လျှောက်တိမ့်ပိုက်ပြီးလက်ကျန်တပ်စခန်းတွေကိုပါဒရက်ဆာထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်ဒေသခံပြည်သူအယောက်900ကျော်ကတော့ထိုင်းနိုင်ငံဘက်ကိုခိတ္တရာယီစစ်ဘေးရှောင်လာကြတယ်လို့လည်း ထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်ခင်ဗျာတစ်ဖက်မှာတော့ကင်းပြည်နယ်မှာအချက်ဖက်စကောင်စီတပ်ကသူတို့ရဲ့အခြေချစခန်းတွေတစ်ခုပြီးတစ်ခုအသိမ်းခံနေရတဲ့အတွက်ဘာမှမဆိုင်နဲ့ဒေါနာတောင်မွန်ကအရသာပြည်သူတွေနေထိုင်ရာကွေးလယ်စုချင်းရွာနဲ့စတင်ကြောင်းကိုလေနဲ့လာပြီးဘုံကျဲသွားမှုကြောင့်ကလေးငယ်နှစ်ဦးအပါအဝင်ပြည်သူ၄ဦးဒဏ်ရာရထားတယ်လို့တအူးကစိုးရင်ရတယ်လို့ KNL သတင်းရှင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့လက်ရှိကရင်ပြည်နယ်ကထမ်းမြောင်မနေဆက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကို ဂန်နလီပူပေါင်းတပ်တွေကတောက်လျှောက်ကိုသိမ်းပိုက်လာတဲ့အချိန်အကြီးအကျယ်စစ်ရှုံးလာတဲ့စစ်ကောင်စီတပ်ဟာမေလ29ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲဘာမှမဆိုင်နဲ့ရသပြည်သူတွေနေထိုင်ရာဒေါနာတောင်ကကွိလေစုကြေးရွာနဲ့စာတင်ကျောင်းကိုလေနဲ့လာပြီးတော့ဘုံကျဲတိုက်ခိုက်သွားတယ်ဆိုပါတယ်အဲ့လိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်အုပ်အပါဝင်ပြည်သူ၄ဦးဒဏ်ရာရထားပြီးအဲ့ဒီကတအူးကတော့စိုးရင်ရတဲ့အခြေအနေဖြစ်တယ်လို့စာတင်ကျောင်းလည်းပျက်စီးထားပြန်တယ်လို့ KNL သတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိမှာတော့ ရန်လီပူပေါင်းတပ်တွေကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အချက်ပတ်စစ်ကောင်စီရဲ့တပ်စခန်းတွေကိုအဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်လာပြီးတဲ့နောက်မှာပဲစစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုတွေကိုအရသာပြည်သူတွေရှိတဲ့နေရာတွေကိုပါရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်လာတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းနထိုးကြီးမြို့မှာရဲစခန်းကအချက်ပတ်စစ်ကောင်စီတပ်ရဲ့ရဲဒုတကြက်မင်းမွန်စိုးဆိုတဲ့သူကိုဒေါ်လန်ကြီးတပ်ဖွဲ့တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့ညဉ့်ညံခိုင်ပီတီအမှတ်၈တရင်ကသတင်းထုတ်ပြန်ထားပါတယ် ဖြစ်စဉ်ကတော့မေလ28ရက်နေ့ကပဲနထိုးကြီးမြို့အတွင်းတနေရာမှာစစ်ကောင်စီလက်အောက်ခံနထိုးကြီးမြို့မှာရဲစခန်းကရဲဒုတက်ချက်မင်းမွန်စိုးဆိုးတဲ့သူကိုတော်လိုင်းတပ်ဖွဲ့တွေကအရှင်ဖမ်းဆီးရမိထားတယ်ဆိုပါတယ်။လက်ရှိမှာတော့အဲလိုဖမ်းဆီးရမိထားတဲ့စစ်ကောင်စီဘက်ကရဲဒုတက်ချက်မင်းမွန်စိုးဆိုးတဲ့သူကိုတော်လိုင်းတပ်တွေကဥပဒေနဲ့အညီထိမ့်သိမ်းထားပြီးနောက်ဆက်တွဲစစ်ဆေးမှုတွေပါဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။လက်ရှိမှာတော့ နတို့ကြီးမျိုးနဲ့မှာတော်လန်ကြီးတက်တွေကမြို့ပေါ်ကလွဲပြီးတော့ကျန်တဲ့နေမီတော်တော်များများကိုစုမထားပြီးမြို့ကိုဝိုင်းပတ်ထားတဲ့အခြေအနေဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့တင်းတိုင်းမျိုးနဲ့ကအချမ်းဖက်စစ်ကောင်စီရဲ့ခမရငန်းငါရှိတရင်ကိုအပုတ်ခံရတဲ့စစ်မှန်တတသားတဲ့2ဦးဟာတနက်တလက်နဲ့အတူတော်လန်ကြီးတက်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်လို့ PDF ဒေါနာတရင်ကပြောပါတယ်ဒါကတော့မေလ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ဒင်းတိုင်းမျိုးနဲ့ကအချက်ဖက်စကောင်စီရဲ့ခမရငငရှိတရင်ကိုအပုတ်ခံရတဲ့စစ်မှုထမ်းအပတ်စဉ်6တင်းနှစင်းတတတိရန်လင်းထွန်းတဲ့နေသူအောင်စုသူတို့2ဦးဟာတနက်တလက်နဲ့အတူတော်လိုင်းတက်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်ဆိုပါတယ်အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတတတိရန်လင်းထွန်းတဲ့နေသူအောင်စုသူတို့2ဦးကိုတော်လိုင်းတက်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုစောင့်ရှောက်ပေးထားပြီးလက်နက်ပါပါလာတဲ့အတွက်ဂုံပြုစုငွေလဲချင်းမြေပေးထားပါတယ်လို့ PDF ဒေါနာတက်ရင်ကပြောထားပါတယ်ခင်ဗျ တဖက်မှာတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်ကလုံခင်းဒေသကိုအချက်ဖက်စကောင်စီတပ်စစ်ကြောင်းဖြတ်တန်းသွားတဲ့အချိန်ရဲသားပြည်သူ9ဦးထက်မနည်းကိုပြစ်တက်သွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ29ရက်နေ့ညပိုင်းကစပြီးဖားကန့်မြို့နယ်လုံခင်းဒေသကိုရောက်လာတဲ့အချက်ဖက်စကောင်စီတပ်စစ်ကြောင်းဟာမေလ29ရက်နေ့အထိလုံခင်းဒေသကိုသူတို့စစ်တပ်စစ်ကြောင်းဖြတ်တန်းတဲ့အချိန်လုံခင်းရက်ွက်၄ပတ်မှာရဲသားပြည်သူတွေကိုအကြောင်းမဲ့ပြစ်တက်သွားတယ်ဆိုပါတယ် လက်ရှိမှာတော့အဲ့ဒီလိုစစ်ကောင်စီတပ်ကပြစ်တက်သွားတဲ့ပြည်သူတွေရဲ့ရုပ်လောင်းတွေကိုကုညီလုပ်တဲ့အဖွဲ့တွေကလိုက်ကောက်ပေးနေရပြီလက်ရှိသိရှိထားချက်အရတဲ့ပြည်သူတွေရဲ့ရုပ်လောင်း၅လောင်းထက်မနည်းရှိတဲ့အပြင်ရွှေမော်တဲကူကန်အပေါ်ကသူတို့စစ်ကြောင်းကိုထွက်ကြည့်တဲ့ပြည်သူတို့အုပ်ကိုလည်းစစ်ကောင်စီတပ်သားတွေကပြစ်တက်သွားရမှာအဲ့ဒီပြည်သူရဲ့ရုပ်လောင်းကိုတော့မကောက်ရသေးဘူးလို့လည်းသိထားရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်လက်ရှိအကြမ်းဖက်စစ်ကောင်စီတပ်က ဖားကံမြို့ကိုအင်အား600ကျော်နဲ့စစ်ကြောင်းထုတ်ဝင်ရောက်လာခဲ့ပြီးတချို့လမ်းပိုင်းတွေမှာ KIP တရပူပေါင်းတပ်တွေနဲ့လည်းတိုက်ပွဲတွေပါဖြစ်ပွားနေတယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့မွန်ပြည်နယ်မွန်လမြိုင်မြို့မှာပြည်သူပိုင်းနေအိမ်600ဝန်းကျင်ကိုအကြမ်းဖက်စစ်ကောင်စီကမတရားဖျက်သိမ်းပြီးအကောင့်ထည့်ဖော်နေတဲ့လှိုင်ရနာမြို့ကွက်တစ်စီမံကိန်းကို တို့လုံးမဲ့ရွေးကောက်ပွဲအပိအစိုးရအပြောင်းလဲဖြစ်အောင်ဆိုပြီးစစ်ကောင်စီလက်အောက်ခံမုံဝင်ကြီးကျုံးတဲ့နယ်လုံးဝင်ကြီးတို့ကလေလံတင်တွန်းရောင်းနေကြတယ်လို့မော်လမြိုင်မြို့စီးပွားရေးအတိုင်းဝန်ကပြောပါတယ်။အဲ့ဒီမော်လမြိုင်မြို့ကလှိုင်းရက်ကွက်နဲ့တာယာအေးရက်ကွက်မှာရှိတဲ့အထောက်ထားအပြည့်စုံရှိရာပြည်သူပိုင်နေအိမ်600ဝန်းကျင်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကကျူးကျော်လို့ပြောပြီးမတရားဖျက်သိမ်းခံပြီးတော့လှိုင်းရတနာမြို့ကွက်တစ်စီမံကိန်းဆိုပြီးအကောင့်ထဲပေါ်ခဲ့တယ်ဆိုပါတယ်။အခုခါအဲ့ဒီစီမံကိန်းကမြေကွက်တွေကို သူတို့စစ်ကောင်စီကလုံမဲ့အတူရောင်ရွေးကောက်ပွဲအပြီးအစိုးရအပြောင်းလဲဖြစ်နိုင်အောင်ဆိုတဲ့အကြောင်းပြချက်နဲ့စစ်တလောက်ခံမွန်ပြည်နယ်ဝင်ကြီးချုပ်အောင်ကြီးသိန်းဆိုသူနဲ့နယ်လုံးဝင်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်ဆိုသူတို့ကပေ40 60မြေတကွက်ကိုငွေကျပ်သိန်းပေါင်း1500နဲ့လေလံတင်ပြီးအတင်းအဓမ္မထိုးရောင်းနေကြတယ်လို့မော်လမြိုင်မြို့စီးပွားရေးအတိုင်းဝိုင်းကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ